ခင်လေးစားအပါတော်မိဘပြည်သူများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေရှင်။မိဘပြည်သူများရှင်အခုဆိုရင်တော့ကျမတို့ရဲ့အဖွေသားများဟာရခိုင်ပြည်နီးတောင်ကုန်းမြို့မှာရှိုက်ကူးတက်ဆက်ပေးနေရပဲဖြစ်ပါတယ်။မိဘပြည်သူများရှင်ကျမတို့ရဲ့မြန်မာနိုင်ငံဟာဆိုရင်တော့ဖွံ့ဖြိုးရေးနိုင်ငံတစ်ခုဖြစ်သလိုမြန်မာနိုင်ငံအတွင်းမှာဆိုရင်လေနိုင်ငံတော်အစိုးရရဲ့လမ်းညွှန်မှုများဖြင့်သူပြည်ပြောင်းလဲရေးလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပါတယ်ရှင်။ ဒီလိုပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွေမှာဒီကနေ့မှဆိုရင်တော့ပခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ခွင့်ပြုရန်မုံငွေဖြင့်ဆောင်ရွက်ခဲ့ဥအောင်စီရကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားနဲ့ပတ်သက်တဲ့မြေခွေးပုံရိပ်များကိုမိဘပြည်သူများသိရှိစေဖို့အတွက်ရှိုက်ကူးတင်ဆက်ပေးတော်မှာဖြစ်ပါရဲ့ရှင် ဒီပါပြည်သူများရှင်အခမ်းအနားအစားမှာတော့တောင်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးမှနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်ဒီလောက်ကိုရခိုင်ပြည်နယ်အစိုးရဝန်ကြီးချုပ်ဦးမောင်မောင်ဦးနဲ့ရခိုင်ပြည်နယ်အစိုးရကချပေးတဲ့လမ်းဖြစ်ပါတယ်ဒီလမ်းရဲ့အခြေအား 24ပဲရှိပြီးတော့အရှေ့ဟာ1950ရှိပါတယ်။အစိုးရရမုံကေအနေဖြင့်တရား22သန်းတသမာ6တရား20တသမာ6သန်းကျွန်တော်တို့ရရှိချက်ဖြစ်ပါတယ်။အရင်တော့ကတော့ကျွန်တော်တို့ဒီလန်းဟာကတ္တရာလန်းရခိုင်ပြည်ကအမှန်တမောမြတ်တဲ့အတွက်ကြောင့်ဟိုဘွဲနဲ့ကျောင်းနဲ့အဲ့လိုပြီးမှတခါကျွန်တော်တို့ဒီတောင်ုံမျိုးရဲ့ကားကြီးတွေကဒီကဖြတ်သွားဖြတ်လာရှိတဲ့အတွက်ကြောင့်လန်းဟာ တော်တော်လေးကိုပြည့်စင်နေတယ်လားတခုဖြစ်ပါတယ်အဲအခုလိုရခိုင်ပြည်နယ်အစိုးရနဲ့ဝန်ကြီးချုပ်ဘုမမဟုတ်တော့ဒီလိုပြည့်တဲ့အတွက်ကြောင့်အလွန်နဲ့ကျေးဇူးတင်ရှိပါကြောင်းတောင်းလို့သူတို့ကအကြောင်းအစားကျေးဇူးတင်စရာပြောကြလိုပါတယ်ဆက်လက်ပြီးတော့တောင်ကုန်းမြို့နယ်စီပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဥထုံးလိုင်းကကွန်ကရစ်လမ်းဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီးရရှင်းလင်းတင်ပြခဲ့ပါတယ်အိမ်နောက်မှာတော့တောင်ကုန်းမြို့နယ်မှာဒေသခံပြည်သူတို့အူကလည်းဒီလိုကွန်ကရစ်လမ်းသစ်ဆွလင့်ပေးတဲ့အတွက်ကျေးဇူးတင်စကားကိုလည်းပြောကြားခဲ့ပါတယ်။ အိမ်နာမှာတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ရဲ့ဥအောင်စရာလန်ကွန်ကရစ်လန်တစ်အားဖေကျိုးပြတ်ဖွင့်လှစ်ပေးခဲ့ပြီးတော့အထင်အမှတ်အလံများကိုလည်းပေးအပ်ခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ရှင်းတော့ကဒီဥအောင်စရာလန်ဟာဟိုကြောက်တုံးကြီးတွေနဲ့ချင်းခွတ်တွေနဲ့အမြဲတမ်းတွဲရလာရခက်ခဲတဲ့လမ်းကြီးတစ်ခုပါ။တစ်ဖက်မှာလေတောင်ဖက်မှာ ပြည်သူစီရင်ရရှိနေတယ်မြောက်ဘက်ကလူတွေသွားလာတဲ့အခါသူတို့ပဲကော်ရီစင်ကီရီစိတ်ကော်ရီအခက်အခဲရှိတယ်ရာလေးကိုနိုင်ငံတို့ကအခုလိုတန်းတန်းခန့်ခန့်ကွန်ကရစ်လမ်းမကြီးလုပ်လိုက်တဲ့အတွက်ကြောင့်ကော်ရီရောစိတ်ကော်ရီရောမိုတော်စင်ကီရီရောလူတွေရောသွားရလာရကြည်ပြုတ်ပြီးတော့အမတန်မှဆက်ရှင်တမှုရနေပါလေဟုတ်ဟုတ်ကဲ့ရှိရခေကသွားလာမှုနဲ့ယခုသွားလာမှုဆိုရှိရခေကသွားရလာရအမတန်အခက်အခဲရှိတာအခုချိန်မှာအမတန်မှ ဒီပြန်တန့်ရှိတဲ့တော်လှန်မှုမျိုးကိုရရှိနေပါပြီအခုလိုနိုင်ငံတော်ကကွန်ကရစ်နဲ့ကြီးလုပ်ပေးတဲ့အတွက်ကြောင့်ဒီသူမျိုးအလုံးမှာလွန်ဆောင်မှဝန်သာအော်ရာဘီတီဖြစ်နေရပါတယ်ခင်ဗျအိမ်နောက်မှာတော့အခန်းအနာကိုကြွားရောက်လာကြတဲ့ဣတီတော်များမှာကွန်ကရစ်လမ်းတစ်အားဆက်တန်းကြည့်ရှုကြပြီးရဥအောင်စီရလည်းကွန်ကရစ်လမ်းတစ်ဖွင့်ပွဲအခန်းအနာအောင်မြင်စွာနဲ့ပြီးဆုံးခဲ့ပါရဲ့ရှင် မိမပြည်သူများရှင်ဒီကနေ့ရိုက်ကူးတက်ဆက်ပေးခဲ့တာကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာစစ်မှားဘူလို့တဲ့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ခွင့်ပြုရမုံငွေဖြင့်ဆောင်ရွက်ခဲ့ဥအောင်စီယာကွန်ကရစ်လမ်းသစ်ဖွံ့ဖွဲအခမ်းအနားနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုရိုက်ကူးတက်ဆက်ပေးခဲ့ရပြီဖြစ်ပါတယ်ဒီနေ့ရိုက်ကူးတက်ဆက်ပေးရဲ့အခမ်းအနားရဲ့အကြောင်းအရာများကိုလည်းသိရှိလာရတဲ့အတွက်ကျင်းနေတဲ့ကြားလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ရှင်။ ဒီအစီအစဉ်ကိုတော့ကျမတို့ Sky နဲ့ရုပ်သံလိုင်းရဲ့စစ်တွေ့ဗီဒီယိုမှရှိုက်ကူတက်ဆက်ပေးခဲ့ရပါဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လေးကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။